ီမီချောင်းကသူ့ကိုကယ်တင်ခဲ့သူကိုနှစ်ပေါင်း20ကျေးဇူးဆက်ခဲ့နေမင်္ဂလာပါ5 star channel ပြည်သက်ကြီးရင်မိချောင်းဆိုတော့ကြောက်စရာကောင်းဆုံးတဲ့တော်ဖြစ်ပေမဲ့ကျေးဇူးတရားတိတက်ကြပါတယ်ဒီမိချောင်းလေးကတော့သူ့တက်ကိုကဲတင်ခဲ့တဲ့သူကိုနှစ်ပေါင်း20ကျောင်းကျေးဇူးပြန်ဆက်ခဲ့ပါတယ်။လူတိုင်းကဒီမိချောင်းရဲ့အကြောင်းကိုကြားသည့်တိုင်းမယုံနိုင်ကြပါဘူး။1989ခုနှစ်တုန်းကကိုစတာရီကာမှာငါးဖန်သမားချီတူဆိုရင်လူကငါးဖန်ရင်နဲ့ခြေထဲမှာတန်ရာရနေတဲ့မိချောင်းတကောင်ကိုတွေ့ခဲ့ပါတယ်။ ။မိချောင်းရဲ့ဘေဘက်ဦးကောင်းမေးမှာတနက်နေ့ပြစ်ခတ်ခံထားရတဲ့တန်ရာကြောင့်မိချောင်းကမလုံနိုင်မဲတေခန်းကြီးဆက်ဆဲဖြစ်နေတာပါ။ချီတူကမိချောင်းကိုတနာသွားပြီးသူ့မိတ်ဆွေရဲ့အကူအညီနဲ့အိမ်ကိုရောက်သေးလာခဲ့ပါတယ်။ချီတူကမိချောင်းကိုအစာကျွေးတဲ့စီးထည့်ပြီးရင်မိချောင်းကတန်ရာကြောင့်အစာကိုမဝနိုင်လို့ချီတူကအစာကိုဝါပြီးခွန်ကျွေးခဲ့ပါတယ်။ သူကမိချောင်းနဲ့ခင်လာတော့မိချောင်းကို သူ့ဘေးမှာထားပြီးအိတ်တိန်စားနေတူကစေတနာတူကမေတ္တာဆွတဲ့အတိုင်းမိချောင်းကနေပြန်ကောင်းလာတဲ့အခါမှာတော့ချီတူကိုတော်လင်းရင်းနေနေခဲ့ပါပြီချီတူကသူ့ကောင်းကိုမိချောင်းဆက်ထဲဝင်ရင်တော့မိချောင်းကလုံးဝမကြိုက်ပါဘူးမိချောင်းရဲ့တန်ရာပြန်ကောင်းသွားတော့ချီတူကပင်လေထဲပြန်သွားပို့ပေးမယ်မိချောင်းကရေထဲပြန်မစင်းမယ်ချီတူနောက်ကိုပဲပြန်လိုက်လာပါတယ်မိချောင်းကချီတူကိုတန်ရုံးစင်ဖြစ်သွားတာပါ ။ဒါနေပင်ချီတိုကမိချောင်းကိုအိမ်ပြန်ခေါ်လာပြီးမွေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။မိချောင်းနဲ့ချီတိုကတိန်ထဲမှာနှစ်ပေါင်း20တူတူနေထိုင်ခဲ့ကြတယ်။သူကမိချောင်းလေးကိုပူချိုလို့နာမည်ပေးထားပါတယ်။မိသားလေးပူချိုကချီတိုကိုလည်းမကြိုက်တာမဟုတ်ပါဘူးချီတိုရဲ့တငယ်ချင်းတွေမိသားစုတွေကိုလည်းလုံးဝမကြိုက်ခဲ့ဘူးရွာထဲကလူတွေကိုဘာအနေမှမလုပ်ခဲ့ပါဘူးသူ့ကိုကျွေးတဲ့အဆောင်ကိုပဲစားပါတယ်ချီတိုကမိချောင်းပူချိုကို သူ့မိသားစုဝင်လိုပဲသဘောထားပြီးရမ်းချစ်တာပါ ဒီကြောင့်လေးပူချိုကသူ့တခင်ချီတုံနားမနေရရင်မျက်နာကပြုံးနေတယ်လို့လေးလောက်တက်ပါသေးတယ်။ပူချိုကချီတုံငါဖမ်းသွားရင်မြေးလိုက်သွားပြီးငါးရီဖမ်းကူပါသေးတယ်။ချီတုံတွင်ငါးကြီးကြီးတွေဖမ်းလာပြီလို့မိကြောင့်လေးပူချိုကသူ့တခင်ကိုကျေးဇူးပြန်ဆက်နေတယ်လို့ပြောလို့ရပါတယ်။ပူချိုဟာနှစ်20လုံးငါးရီဖမ်းကူပေးခဲ့ပြီး2017ခုနှစ်မှာတော့မိကြောင့်လေးတည်ဆုံသွားခဲ့ပါတယ်။ မိချောင်းတည်သွားတော့တခင်ဖြစ်သူချီတိုကလူတွေလိုပဲသင်ချိုင်းမှာမြုံနှံတကြွခဲ့ပြီးမိချောင်းရဲ့စာပနာပွဲကိုရက်ွက်ထဲကလူတွေများကြီးတက်ရောက်လာခဲ့ကြပါတယ်။ဒါကတီမီချောင်းကိုချစ်တဲ့သူတွေဘလောက်များလဲဆိုတာသိသာစေပါတယ်။